Hello အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် content creator တွေဖြစ်တဲ့အဲ online platform တွေကနေဒေါ်လာဝယ်ငွေရှာနေတဲ့သူတွေအတွေ့ရောမရှာသေးတဲ့လူတွေအတွေ့ရောအအရေးကြီးဆုံးအချက်တဲမှာပါနေတဲ့ copyright အကြောင်းကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ် ဆိုတော့စားလိုက်ကြရအောင်ဆိုတော့ copyright အကြောင်းကိုပြောတဲ့အချိန်မှာ copyright ဆိုတာကကြတော့ကျွန်တော်တို့ဒီအတူချုပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ content creator တွေအတွက် မဖြစ်မနေအတုံးကိုအုံပြုရတဲ့ background music တွေနောက်ခံဒီသချင်းတွေ sound effect တွေအုံပြုတဲ့ဟာတွေကိုကျွန်တော်တို့က copyright မထိဘူးအရေးကြီးပါတယ်ဗျကျွန်တော်တို့အုံပြုနေတဲ့သချင်းဖြစ်ဖြစ် music ဖြစ်ဖြစ် background က copyright ထိတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ video ကအလကားဖြစ်သွားပြီ။ဘာဖြစ်လို့အလကားဖြစ်သွားပြီလဲဆိုလို့ရှိရင်အဲ့ဒီ video တပုတ်မှာကျွန်တော်ဒေါ်လာ1000လောက်ရတယ်ဆိုလို့ရှိရင်အဲအဲ့ဒီကျွန်တော်အနောက်ခံ background မှာအသုံးပြုနေတဲ့တချင်းပိုင်ရှင်ဒီ music ပိုင်ရှင်ကဒေါ်လာ800လောက်ရသွားမှာ။တရားမှာ800ခိုင်နှုန်းက copyright ပိုင်ရှင်တွေကရသွားတယ် ဆိုတော့ကျွန်တော်ကစူးစမ်းပန်းဆိုင်နဲ့လုတ်ထားတဲ့ဗီဒီယိုတပုတ်ကိုဒေါ်လာ1000လောက်ဝယ်နေဆိုလို့ရှိရင်တော့ကျွန်တော်နိုင်900လောက်ပဲရမှာဆိုတော့တော်တော်ကိုနင်းနာတယ်ဗျကျွန်တော်အတွက် content creator တွေအတွက်ကိုအရန်ကိုနင်းနာတယ်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ကဒီ background music အသုံးပြုတဲ့ဟာတွေပဲဖြစ်ဖြစ်ဒီ copyright အကြောင်းကိုတီထားဖို့လီလာထားဖို့လိုတယ်ဗျဆိုတော့အဲ့ဒီကျွန်တော် content creator တွေက background music တွေကိုဘယ်ကနေယူရမလဲ အဲဘလူးလောက်ရင် copyright မထီပဲကျွန်တော်ရဲ့ video ကိုတရားရာခိုင်တော့ကျွန်တော်ကရရှိမလဲဆိုလို့ရှိရင်တော့ဒီ Facebook တို့ YouTube တို့ TikTok တို့မှာသူတို့ platform တွေကအဲ့ဒီ၃ခုစလုံးမှာဆိုလို့ရှိရင်သူတို့က platform မတူဘူး company လည်းမတူဘူးသူတို့ပိုင်တဲ့သူတွေလည်းမတူဘူးအဲ့ဒါကြောင့်ကျွန်တော်က Facebook မှာတင်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် Facebook ကပေးထားတဲ့ copyright free အသုံးပြုအခွင့်ပေးကပေးထားတဲ့နောက်ခံ background တွေအများကြီးရှိတယ်ဗျအဲ့ကနေယူပြီးတော့ Facebook ကနေတင်လို့ရတယ်လို့ YouTube မှာလည်းပဲသူက copyright free အသုံးပြုအခွင့်ပေးထားတဲ့ background တချင်းတွေကျွန်တော်သုံးလို့မကုန်နိုင်အောင် အများကြီးရှိတယ်အဲ့ဒါလေးတွေကိုယူသုံးရမယ် TikTok မှာဆလို့ရှိရင်လည်းဒူနီ၎င်းပဲ TikTok ကပေးထားတဲ့ခွင့်ပြုပေးထားတဲ့အသုံးပြုအခွင့်ပေးထားတဲ့နောက်ခံတချင်းတွေ background music တွေအများကြီးရှိတယ်ဗျဆိုတော့ကျွန်တော်ကဒီ၃၃ခုစလုံးကနေကျွန်တော်ဒီတချင်းတွေကျွန်တော်ရဲ့ background music တွေရိုးသုံးမယ်ဆိုလို့ရှိရင်ဘယ် platform မှာတင်မလဲဆိုတဲ့ဟာလေးကိုဦးတည်ချက်ထားပြီးတော့ကျွန်တော်အသုံးပြုထားတဲ့တချင်းတွေ background music တွေကို copyright မထိအောင်တေချာလေးစဉ်းစားပြီးတော့တေချာလေးလေ့လာပြီးတော့ကျွန်တော်ရိုးသုံးတင်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဟာလေးတွေကို copyright ထိထားတယ်အဲကျွန်တော်တို့များတချင်းတွေအလွယ်တကူယူသုံးထားတယ်ဆိုလို့ရှိရင် copyright တွေထိသွားရင်ကျွန်တော်ရဲ့ရရှိထားတဲ့ဝယ်ငွေရဲ့80ရာခိုင်နှုန်းကပိုင်ရှင်တွေက background တချင်းတွေ music တွေပိုင်ရှင်တွေကရသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ creator တွေအတွက်တော်တော်လေးကိုနစ်နာမှာဖြစ်ပါတယ်ဆိုတော့နောက် video မှာအဲဒီ Facebook YouTube TikTok ကနေ အဲ background music တွေကိုဘယ်လိုယူရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးကိုအသေးစိတ်လေးဗီဒီယိုတစ်ခုကျွန်တော်ဖန်သေးပြီးတော့ကျွန်တော်တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကို like and share လေးနဲ့အားပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးတတ်ချင်ပါတယ်နောက်ဗီဒီယိုမှာ copyright အကြောင်းအသေးစိတ်ဗီဒီယိုဖိုင်တစ်ခုနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်လို့ကျွန်တော်ပြောချင်ရင်လည်းဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးတတ်လိုက်ပါစီအားလုံးကိုကျေးဇူးတင်ပါခင်ဗျာ Thank you.